အတွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာရောအတွေးမှန်တယ်မြလေမကောင်းတဲ့အတွေးဆိုရင်ဘောင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာသိရမှာကိုယ်အတွေးကိုမသိလို့ तू ကတွေးနေတာအတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရလားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်း ဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချရနဲ့ဟိုငါသွားရင်ငါအိမ်ရသမီးလေးဘလို့လုံးမလဲမြည်လေးဘလို့လုံးတရားတိုင်နေနဲ့အတွေးတွေနဲ့ပတ်ချလဲတနာယီတနာယီ55မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကတတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့55မိနစ်ပဲကျန်တော့ငါတွေးနေပါလားလို့တိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလား ိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမားတွေများခေါင်းထဲမှာထည့်တိုင်းအတွေးမားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ရမလို့ပစ္စည်းဝိထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝိထုကိုထမ်းရင်ဆိုင်ကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားအတွေးမားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ် ဒါကြောင့်အတွေးတွေထမ်းမထားရဘူး။ဘုန်းကြီးဇင်စတိုရီရဲ့မှာလာတဲ့မာယာနာဗုဒ္ဓဇင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်။ကိုရီးယားဘုန်းကြီးနှစ်ပါးမာယာနာဘုန်းကြီးနှစ်ပါးခရီးအတူတွားကြတာ။ခရီးတူတွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိတယ်။အဲဒီချောင်းကိုဖြတ်တော့ချောင်းဘေးနားမှာအဲ့ချောင်းကိုကိုးဖို့ခက်ခဲဖြစ်နေတဲ့ဒကမတယောက်တွေ့အမျိုးသမီးတယောက် တကမလည်းရေစည်းတန်တော့မကူရဲ့မကူရတော့အကူကြီးတောင်းဖို့ကြတော့လေဘုမမလာဘူးတော်တယ်ဆိုဖုန်ကြီးနှစ်ပါးဖြတ်တာရှင်မရောအာနာပါတဲ့ဖရာတပည့်တော်အကူကြီးပေးပါဟောဘကူဖို့ခက်ခဲနေလို့ပါဖရာဆိုဖုန်ကြီးနှစ်ပါးကလည်းဝီနည်းကလည်းရှိတော့သူ့ကိုကြည့်သူ့ကိုသူကြည့်နေ နေအင်းတင်လုံးအဲနောက်တော့ဒီဘက်ကတပါခဲမထူပါဘူးခရားဒုက္ခရောက်နေတပိတော့ပဲအာဘသေခံပြီးကုပေးပါမယ်ဒကမခွန်ကြီးကိုကြောပို့ပါဆိုခွန်ပို့ပြီးတော့ဒကမကိုကုပေးလိုက်တယ်ဟုတ်ပါကံကုပေးပြီးတော့အဲ့ဒီဒကမလမ်းဟုတ်ပါကံမှာထားပြီးတော့ခွန်ကြီးနှစ်ပါခရီးဆက်တယ်ခရီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကခွန်ကြီးကပေါက်ပေါက်ဖောက်တာအပြစ်တွေပြောတာကိုတော့ခွန်ကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ဒကမအဲ့လိုပို့ရတာရှင်ပြအာဘသေမှမကြောက်ဘူးလား ရှင်ပြမကောင်းဘူးဖေဟာမြဲတယ်တပြည့်တောက်တော့ပြောတယ်လမ်းလို့ဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တစ်ခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်ရှင်ပြနော်အဲ့တုန်းကတက္ကမကြောပေါ်ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်ဒီလိုမပြောရှင်လို့စတဲ့ဘက်တော့တက္ကပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေသူမပြောနောက်တလားလောက်နေတဲ့တစ်ခါတွေ့တယ်ရှင်ပြနော်အဲ့တုန်းကတက္ကမပို့တာမကောင်းဘူးတပြည့်တော့မပြောရှင်ဘူးဖေဟာပြောတော့မယ်တလား တော့တခါ6လလောက်နေတခါထပ်တွေ့တယ်ရှင်မြတ်တပိတော့မပြောချင်ဘူးဗျာတဲ့အဲ့တော့ကအရှင်မြတ်တက္ကမကြောပို့ပြီးတော့ဟိုဘက်ကပို့သွားတာမကောင်းဘူးဗျာ6လဒီလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နေတခါထပ်တွေ့တော့ရှင်မြတ်တပိတော့မပြောချင်ဘူးဗျာမပြောချင်ဘူးလားပြောတာတစ်နှစ်တော့အထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟိုတုန်းကဘာမှမပြောတစ်နှစ်ကျော်တဲ့အထိ तू ပြောလို့မပြီးသေးတော့ပြန်ပြောတယ် ရှင်ဘုရားတကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးတာတော့ဟုတ်တယ်ဘုရားတဲ့အဲ့တုန်းကတော့အာပတ်တင်တာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတဲကတပည့်တော်ကောင်းတဲ့မှာအဲ့ဒီကိစ္စမရှိတော့ဘူးဘုရားတပည့်တော်ကအဲ့ဒီတဲကဟိုဘက်ကမ်းမှာထားခဲ့တကယ်ထမ်းထားတာကအရှင်ဘုရားကခုဒီထမ်းတာတော့ဘုရားဩကြည်စမ်းမှန်လိုက်တာနော်